လုံခဲ့တဲ့နေ့နန်းငယ်ကကျွန်တော်နောက်ဖက်ကမ်းရိုးတန်းကမိုင်းတစ်ထောင်လောက်ဝေးတဲ့ကုန်းဝင်းပိုင်းကိုကြောင်းလာခဲ့တယ်။ကောင်းမောင်းရတဲ့လမ်းကမူဆယ်ညို့ရဲ့နောက်ပိုင်းလမ်းကိုဖက်ရတာပါ။အဲ့ဒါကလူတန်းသွားတဲ့ပေမလမ်းမကြီးကမဟုတ်ဘူး။ဒီလမ်းတွေကလူတိနေပြီးလူကြီးတွေစီသွားတာမဟုတ်ဘူး။လမ်းခွဲတွေအများကြီးရှိတယ်။မြင်ကွင်းကတော့လှပါတယ်။ဒါပေမဲ့အကျဉ်းချင်းမောင်းရတော့ငင်းငွေလာတယ်။ဒါကကျွန်တော်ရဲ့နောက်ဆုံးအချိန်မောင်းနေမှုပါ။ကားနောက်ဖုံးထဲမှာကောင်းချိုးကိုကျန်းတဲ့ပစ္စည်းလေးတွေထည့်ထားတယ်။ ပင်နေကုံမောင်းပြီးညနေ6နာရီလောက်မှာမြို့လေးတစ်မြို့ကိုရောက်တော့ခဏနားလိုက်တယ်။ည9နာရီမှာစခတ်လာခဲ့တယ်။ဒါပေမဲ့မြို့ကနေ10နာရီလောက်မောင်းခတ်လာမှကျွန်တော်ကားကစပြီးဖောက်လာတယ်။မိ3ပြည့်ချက်တွေအများကြီးပေါ်လာပြီးကြီးရတိုင်းတစ်ခုလုံးကလွဲချော်နေသူခံစားရတယ်။နောက်9မိနစ်အတွင်းပိုဆိုးလာတယ်။တက်မောင်းလို့မဖြစ်တော့ဘူးဆိုတာကျွန်တော်သိလိုက်ရတယ်။ကားကိုလမ်းမတနေရမှာထိုးရလိုက်ရတယ်။မြို့နဲ့အလံဝင်းနေတော့နည်းနည်းတော့စိတ်ပြတ်သွားတယ်။ ဒီလမ်းကိုအကျဉ်းများစွာမောင်းမှုလို့တမန်ကက်လည်းမရေမြို့မှမရှိဘူးဆိုတာကျွန်တော်သိရဲ့အဲ့ဒီမှာဖုန်းလိုင်းလည်းမရဘူးပက်ပက်လည်းမတစ်တော့တွေပဲရှိပြီးလမ်းပေါ်မှာလူတယောက်မှမရှိဘူးအန်ကုန်ကနောက်မိပြီးခဏနားလိုက်ပြီးတော့အပြင်ထွက်ပြီးကားရဲ့ပက်လေကိုလိုက်ကြည့်လိုက်ကျွန်တော်ကားအကြောင်းလုံးဝမသိပြီနဲ့တိတာခင်ရှားတဲ့တခုခုမှားနေမလားလို့ညွန်လင့်တာပါဒါပေမဲ့ဘာမှမရှိဘူးဒီကားစုပ်ကတက်တန်းစီသွားတာဖြစ်ရတယ်အပြင်မှာမိနစ်အနည်းငယ်နေုံနဲ့ ီလန်းကအရန်ကြောက်စာကောင်းလဲဆိုတာကျွန်တော်သတိထားမိလာတယ်။မှန်မှန်လေးရှိတဲ့မိတိုင်းတွေကဝေးကွာနေတစ်ပင်တွေကအဆုံးရှိလောက်ရှည်ရနေပဝန်းကျင်ကလည်းခြောက်ချားစရာတိတ်ဆိတ်နေအဲ့ဒီချိန်မှာကျွန်တော်ကြောက်စက်ရုပ်ရှင်နဲ့ရောက်နေပြီးကိုခံလာရတယ်လို့တော့ပြေးမိပြီ။ဒါပေမဲ့ဒီမှာကျွန်တော်တို့တစ်ခုတည်းသောခွန်ရေးကတော့ကြောက်ရောက်ကိုရက်ပြီးတော့အကူကြီးတောင်းဖို့ပါပဲ။နောက်ထပ်ဓာတ်စီတိုင်းဒါမှမဟုတ်ရင်မြုပ်ကိုအချိုးပုတ်လုပ်ပြီးတာပဲဖြစ်ဖြစ်ပေါ့။ဒါနဲ့ကျွန်တော်ကားပြေးမှမြည်ပြီးကြောက်ရောက်လာမလားလို့စောင့်နေလိုက် 15မိနစ်ကြာပြီးတဲ့နောက်ကားတစ်စီးရောက်လာကျွန်တော်ရှင်မရက်လိုက်သူကကျွန်တော်ဘေးမှာကပ်ရက်ပြီးမှန်ကိုချလိုက်အသက်30ကျော်လောက်ရှိမဲ့ပေါ်ပဲဆက်လက်တောင်းရင်ကျွန်တော်ကိုလန့်ကြည့်ပြီးအချင်းပြေလားလို့ငေးတယ်လမ်းမိကသူနဲ့မသိတဲ့လူတယောက်ကိုကားပေါ်တင်ဖို့တန်တရားဝန်ထမ်းနားလဲပါတယ်ကျွန်တော်လည်းကားတည်တနာကိုပြောပြလိုက်တယ်သူကနောက်ထပ်ဆက်ကပ်အနေငယ်စဉ်းစားနေအတိလို့လုံနေရင်သူကအရှိကိုဆက်ကြည့်နေကျွန်တော်ရဲ့စိတ်ကစမ်းစမ်းပြပြခံစားနေရတာလားမသိဘူးဒီလူကတခုခု တကယ်မဟုတ်ဘူးလို့ခံစားရတယ်။အခုညီပေးမဲ့သူကိုရွေးချယ်နေရမယ့်အချိန်တော့မဟုတ်ပေမဲ့သူ့ကားပေါ်မတက်ဖို့ကျွန်တော်ရဲ့စိတ်ထဲမှာအချက်ပေးတဲ့နေနေခဲ့တယ်။တက်ပါနောက်မျိုးထင်ကလိုက်ပို့ပေးပါမယ်။ဒီညတော့လူတယောက်ကိုကိုညင်ရတာငါသဘောကျပါတယ်တဲ့။ကျွန်တော်ခဏရက်ပြီးသူ့ကဲလဲမှုကိုဘယ်လိုညင်ရမှန်းမသိဖြစ်နေ။အဲတကယ်တော့ကျွန်တော်တငယ်ချင်းတယောက်လာနေပြီးတာ။မိနစ်အနည်းငယ်ပဲလိုတော့မယ်။ထောက်မှန်ပါတယ်။စောကြီးပြောတဲ့နားလို့ပြောလိုက်တယ်။သူကခေါင်းညင်ပြီးမိတ်ဆွေမဆန်းတဲ့၃စီစီတခုလောက်ပြတယ်။ ီးတော့ငင်းငင်းဆန်းဆန်းမောင်းကပ်သွားပြီးလမ်းပေါ်မှာပျောက်ကွယ်သွားတယ်အဲ့ဒီတုံ့ပြန်မှုကကျွန်တော်မှန်ကန်တဲ့ဆုံးဖြတ်ချက်ချခဲ့တာကိုပြေဖို့လုံလောက်ခဲ့တယ်ဒါပေမဲ့အဲ့ဒါကတနားရီလုံးလုံးဒါမှမဟုတ်ဤသက်ပိုးချောင်းဆောင်းရရတဲ့နောက်ဆုံးကားပဲဖြစ်သွားတယ်ကျွန်တော်ဒီလောက်လူသူကင်းမဲ့တဲ့လမ်းပေါ်ကြောက်နေတယ်လို့အောင်မထင်ဘူးဒါပေမဲ့ကျွန်တော်ထင်ထားတာထက်ပိုဆိုးနေပုံရတယ်ညတဲ့ကောင်းကြီးဖြစ်နေတာကလည်းအောက်ကိုမချစ်ဘူးပေါ့ကျွန်တော်ကားဘေးမှာအိမ်ငှက်လူကြီးပါဖြစ်နေတော့ချစ်ကနေကားမီးရောင်တစ်ခုလာတာကိုပြေးလိုက်ရတယ် သူတို့အာယုံဆိုင်မြောင်လက်ပြလိုက်တော့သူတို့လည်းအရှင်းလျှော့ပြီးကျွန်တော်စီဝင်လာတယ်။သူဆန္ဒကဒီကားကရင်းနှီးနေတယ်လို့ပဲ။ခုနကရက်သွားတဲ့ကားနဲ့တူးနေတယ်။ဒါပေမဲ့ကျွန်တော်တေချာမကြည့်ခဲ့ရတော့တခြားနဲ့ရောက်ကားတစ်စီးနဲ့ဖြစ်နိုင်ပါလေ။ကားမျိုးစားတွေကကျွန်တော်တို့အတူတူပဲလေ။ဒါပြင်သူတို့ကိုမှန်ချလိုက်တော့မျိုးသမီးတို့ကကားမောင်းနေတာကိုတွေ့လိုက်ရတယ်။အသက်20နောက်ပိုင်းလောက်ပဲရှိကုန်ရတယ်။ချက်ချင်းမဲ့အကူကြီးလိုကလားလို့သူကမေးတယ်။ဒါပေမဲ့ထူးဆန်းတယ်လို့ခံစားရတယ်။သူမှမှာခိတ်လန့်နေတဲ့အပြုံးတစ်ခုရှိနေတယ်။ အကူအညီပေးခြင်းစိတ်မရှိသူလိုမျိုးပေါ့ဘယ်နေရာပဲဖြစ်ဖြစ်ဓာတ်စီဆိုင်မြို့ဘယ်နေရာပဲဖြစ်ဖြစ်လိုက်ဖို့ပေးကိုလိုအပ်ချောင်းကျွန်တော်ပြုတ်ပြလိုက်သူမခေါင်းညံပြီးဘေးကတကောက်ဖွင့်ပေးတယ်နောက်ထပ်ကဲလဲမှုကိုမြင်ဖို့စိတ်ကူးမရှိတော့လို့ကျွန်တော်ဝေခိုင်လိုက်တယ်တချင်မဲ့ထူးဆန်းတဲ့ခံစားမှုကိုစိတ်ထက်ရောက်လာသူမဘာမှမပြောဘဲမျိုးလုံးပြပြနဲ့လမ်းကိုစိုက်ကြည့်ကောက်ပေါ်တင်ပေးတာဂျေဆုတင်ပါတယ်မိမသာမတင်ရင်ကျွန်တော်ဘာလို့ရမှန်းတော့မပြဘူးလို့သပြောကြည့်သူမကကျွန်တော်ကားဘာဖြစ်လဲဘာလို့လမ်းမေးမှာရက်နေရလဲဆိုတာတခုမှမပြန်လဲမဖြစ်ဘူး ရှေ့ကလမ်းကိုပဲဆက်ကြည့်နေသူမမတကယ်ပဲထူးဆန်းတာတစ်ခုခုရှိနေဒါပေမဲ့ဘာလဲဆိုတာအတိအကျမပြောတာအဲကြောင့်ကျွန်တော်လည်းနောက်မြည်ပြီးလမ်းတစ်လျှောက်တိုက်ကြည့်ရင်းနဲ့နားရီဖို့ကြိုးစားလိုက်တယ်ဒီလိုနဲ့မိနစ်20လောက်ကြာတော့နှစ်မိုင်လောက်အကွာမှာလမ်းစီဆိုင်ဆိုင်ဖို့တစ်ခုကိုကျွန်တော်တတိထားမိလိုက်တယ်တိတ်တတရရသွားပြီအဲ့ဒီကိုရောက်ရင်ဆင်းပြေဖို့ပြောလိုက်တယ်သူမကကျွန်တော်ကိုလှဲ့မကြည့်ခေါင်းညင်ပြီးမျက်နှာတီတီထားရင်အခုနေလာပြီဆိုတော့သူမအစင်ကြီးရလားလို့မျိုးကိုစဉ်းစားလိုက်မျိုးသမီးကကျွန်တော်ကိုခဏကြည့်ပြီး လမ်းကိုပြန်ကြည့်လိုက်တယ်။သူမရဲ့မျိုးလုံးတွေကကြောက်လန့်နေကြလို့ပဲ။အဲ့ဒါကကျွန်တော်ကိုထိတ်လန့်သွားစေ။အဲ့ဒီချိန်မှာပဲကျွန်တော်မျိုးလုံးသားမှလှောက်ရှားမှုတစ်ခုကိုမြင်လိုက်ရတယ်။ကျွန်တော်မြင်လိုက်ရတဲ့လှောက်ရှားမှုကနောက်ကြည့်မှန်တဲမှာပါ။အားကြောင့်တဘာဝအတိုင်းကျွန်တော်လည်းနောက်ကိုလှည့်ကြည့်လိုက်တယ်။ကျွန်တော်နှလုံးခုန်လန့်နေများလာတယ်။နောက်ထိုင်ကုန်းကမောင်းနေပြီးလူတစ်ယောက်ကကျွန်တော်ထိုင်ကုန်းတော့မှခါးခိုင်းပြီးတော့ထိုင်နေတယ်။ကျွန်တော်သူ့ကိုကြည့်လိုက်တာနဲ့သူကချက်ချင်းမက်မက်ထိုင်လိုက်တယ်။အဲ့ဒီလူကစောစောကလမ်းပေါ်မှာရက်ခဲ့တယ်။ ကျွန်တော်ကားစီးဖို့ညှင်းပယ်ခဲ့တဲ့မျိုးသားပဲဆိုတာသိလိုက်ရတယ်။သူကဒေါသထွက်နေပုံရတယ်။ကျွန်တော်ချက်ချင်းရှက်ကိုပြန်ကြည့်ပြီးလက်စီဆိုင်ကြီးလာပြီးဖြစ်ကြောင့်အမျိုးသမီးကိုတစ်ချက်လမ်းချပေးဖို့ပြောလိုက်တယ်။ဒါပေမဲ့သူမကအရှင်လျှော့မသွားဘူး။အိုင်ကိုကြော်တက်မဲ့ပုံပဲ။အဲ့ဒီခါမှဘာဖြစ်နေလဲဆိုတာကျွန်တော်ရိပ်မိလိုက်။နောက်ခိုင်းကလူကသူ့ကိုအတဲအားထဲမှာခိုင်းပြီးတော့ကျွန်တော်ကိုလမ်းမေးကလာခေါ်ခိုင်းတာ။ပြီးတော့သူခေါ်သွားခြင်းတဲ့နေရာကိုစံမောင်းခိုင်းတာဖြစ်ရမယ်။ကျွန်တော်ကိုဓာတ်ဆီဆိုင်မှာချပေးဖို့သူမကိုစီယုံပြောဆိုဖို့ကြိုးစားတော့ အမျိုးသားကကစားပိတ်ကိုအော်ဟစ်ချင်းချောက်ပြီးသူမကိုစံမောင်းမှုပြောလိုက်တယ်ကျွန်တော်တို့ကားကလမ်းခွဲကိုချင်းကက်လာတယ်မိုင်90နှုန်းလောက်နဲ့မောင်းနေတော့မှပဲသူမကရုပ်ပြအားပြင်းမြုပ်ွက်ပြီးတော့လက်စီပန့်တွေကိုမတိုက်ခဲ့လင်မှာဘရိတ်ကိုစောင့်နေလိုက်ချက်ချင်းဆိုသလိုသူမကကားထဲကနေဖြတ်ပြေးသွားတယ်ဒါကကျွန်တော်တို့လည်းခတ်သွားဖို့အချက်ပြလိုက်တယ်လို့ပဲကျွန်တော်တို့နေရာဆိုလို့ဓာတ်ဆီဆိုင်တကားစီကိုပြေးဝင်ကြတယ်ဆိုင်ထဲကိုရောက်တော့သူမကညာပိုင်းဆေးကိုရဲခေါ်ပြောတယ်ကျွန်တော်ကတော့အဲ့ဒီလူရှေကန်းကိုဝင်ပြီးအားကိုအရှင်းနဲ့မောင်းခတ်သွားတာကိုကြည့်နေလိုက် တို့တို့ပြောကြရင်ကျွန်တော်ထင်ခဲ့တဲ့အတိုင်းပဲနှစ်မှန်ကပေါ်လာတယ်ကျွန်တော်နဲ့ဒီမျိုးသမီးနှစ်ယောက်စလုံးကအဲ့ဒီကြောက်စရာကောင်းတဲ့လူရဲ့တမိတ်ဆွဲမှုရဲ့တားကောင်းကိုဖြစ်ခဲ့ကြတာပါဒီမကအဲ့ဒီလူရဲ့ချင်းချောက်မှုတွေကိုစန့်ကျင်ပြီးလက်ရှိဆိုင်တွေကိုကားဆွဲချရတဲ့တက်တိအတွက်တပည့်ကိုကျေးဇူးတင်မိပါတယ်ဒီမကဒါအဲ့ဒီလူပြောတာကိုနားထောင်ပြီးစမ်းမောင်းသွားကြရင်ဘာဖြစ်မလဲဆိုတာကျွန်တော်မသိတော့ဘူး